မြစီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဧပြီလ29ရက်နေ့ဒမြစီမ Prime Time မြစီမသတင်းစီစဉ်ကနေနှုတ်ခွန်းဆက်သလိုက်ပါရယ်။ဒီစီစဉ်ကိုကျမရွှေနွယ်ကတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ဒီကနေ့စီစဉ်မှာတော့ AA နဲ့ဆက်ဆံရေးမရှိမဖြစ်လိုအပ်တယ်လို့ Bangladesh ပြောတဲ့သတင်း။ငလင်းကြောင့်ပြည်တွင်းပြည်လက်မြေထုတ်လုပ်နိုင်မှု40ရာခိုင်နှုန်းကျော်ထပ်မံကျဆင်းသွားတဲ့အကြောင်း။ထိုင်းမှာနိုင်ငံသားတောင်းအမည်ပေါက်ဖုန်းနံပါတ်ကိုစုံစမ်းစစ်ဆေးနေတဲ့သတင်းနဲ့လေးကြိမ်မြောက်ဈေးလျှော့ရောက်တဲ့ချမ်းမှတ်54 လေးလံဝယ်ယူသူမရှိတဲ့တဲ့အပါဝင်တခြားရေးကြီးတဲ့တွင်နဲ့စိတ်ဝင်စားပွဲတဲ့တွင်ကိုတင်ဆက်ပေးသွားမှာပါရှင်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကကိုပိုင်အကျိုးစီးပွားအတွက်မရှိမဖြစ်လိုအပ်တာကြောင့်မြန်မာနိုင်ငံရဲ့အနောက်ဘက်နယ်စပ်ဒေသတွေကိုထိန်းချုပ်ထားတဲ့အာရခတပ်တော် AA နဲ့ဆက်ဆံရထားရှိမှဖြစ်တယ်လို့နိုင်ငံခြားအကြံပေးတူဟီဟူဆိုင်ကပြောပါရယ်ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားအခြေအနေတွေကပြောင်းလဲနေတာဝန်ခံရမှာပဲ ငင်းလို့မရဘူးမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်ခုလုံးကအခုချိန်မှာနိုင်ငံတော်အဖွဲ့အစည်းမဟုတ်သူတွေထိန်းချုပ်ထားတာဖြစ်တယ်ဘိုးအစိုးရအာဏာမရှိဘူးလို့တနင်္ဂနွေနေ့ကနိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းတောက်တွေရဲ့မေးမြန်းမှုကိုဖြေကြားတော့ပါတယ်။ဒါကြောင့်မင်္ဂလာဒေ့ရှ်အကျိုးစီးပွားအတွက်ဆက်ဆံရေးတစ်ခုထားရှိရမှာဖြစ်ပြီးနိုင်ငံအစစ်မဟုတ်တဲ့အဖွဲ့အစည်းတစ်ခုနဲ့တရားဝင်ဆက်ဆံမှုမပြုနိုင်ပေမဲ့လုံးလုံးမဆက်ဆံလို့လည်းမဖြစ်တာကြောင့်ဆက်ဆံရေးအစဉ်အဆက်ကိုထိန်းသွင်းသွားဖို့လိုအပ်တယ်လို့တွေးဟူဆိုင်ကပြောပါတယ်။ မြန်မာအာဏာသိမ်းစစ်အစိုးရနဲ့တော်လိုင်းအဖွဲ့တွေကြောင့်မှဆက်လက်ဖြစ်ပွားနေတဲ့ပရိပခါတွေမှာအေဟာဘင်္ဂလားဒေ့ရှ်နဲ့နယ်နိမိတ်ချင်းတီးဆက်နေတဲ့ရခိုင်ပြည်နယ်ကို2024ခုနှစ်ဒီဇင်ဘာလမှာအပြေးဝထိန်းချုပ်နိုင်မယ်မဲ့ကြောက်ဖြူစိတ်ကမ်းမှာစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာဆက်လက်ရှိနေပါတယ်။ဒီကနေ့ခုနှစ်နှစ်အတွင်းမှာရိုဟင်ဂျာဒုက္ခသည်တွေကိုသူတို့ရဲ့မူလရခိုင်ပြည်နယ်စီကိုပြန်လည်ပို့ဆောင်ဖို့ကြိုးပမ်းမှုကမအောင်မြင်သေးပါဘူး။ဒီဇမလာကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ယာယီအစိုးရကအေအေနဲ့ပထမဆုံးအကြိမ်ဆက်သွယ်မှုစတင်ကြောင်းကြေညာခဲ့ပါတယ်။ ဒါအပြင်မော်ဝါမက်ယူနိုဦးဆောင်တဲ့ယာယီအစိုးရကစစ်ဖြစ်နေတဲ့ရခိုင်ပြည်နယ်စီလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပေးပို့ဖို့အတွက်လမ်းကြောင်းထူထောင်မှုကုလသမဂ္ဂရဲ့အဆိုပြုချက်ကိုသဘောတူညီခဲ့ပါတယ်။အေနက်ဆက်ဆံမှုကြောင့်ဘင်္ဂလားဒေ့ရှ်ကိုမြန်မာပြည်ရင်းပရိပခါထဲမှာဆွဲသွင်းသလိုဖြစ်နေမလားဆိုတဲ့အမေးကိုတော့မြန်မာနိုင်ငံရဲ့ပြည်ထဲရေးမှာပါဝင်ပတ်သက်သွားမလားဆိုတာကနောက်ကိစ္စဖြစ်ကမြန်မာပြည်ပခါကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကျိုးစီးပွားကိုတိုက်ရိုက်ဆက်ဆံနေကြောင်း မြန်မာနိုင်ငံသားအများအပြားလည်းဘင်္ဂလားဒေ့ရှ်မှာဒုက္ခသည်အဖြစ်ခိုလုံနေတာကြောင့်ပြည်လဲပို့ဆောင်မှုချောချောမွမွဖြစ်စေခြင်းကြောင့်နိုင်ငံသားဤအကြံပေးကပြောဆိုသွားပါတယ်။ဒုက္ခသည်တွေကိုပြည်လဲပို့ဆောင်မှုအတွက်လိုအပ်သမျှကိုလှူဆောင်သွားမှာဖြစ်တယ်လို့လည်းသူကပြောဆိုသွားပါတယ်ရှင်။အင်အားပြည်ငလင်လောက်ခတ်မှုကြောင့်ပြည်ရဲမှာလည်းပတ်နေတဲ့ဘီလက်မြေဆက်ယုံတချို့ထိခိုက်ပျက်စီးခဲ့ပြီးဘီလက်မြေထုတ်လုပ်နိုင်မှုပမာဏကလည်း၄၀ရာခိုင်နှုန်းကျော်ထပ်မံကျဆင်းသွားတယ်လို့စစ်ကောင်စီကပြောပါတယ်။ ငလင်မလောက်ခန့်ကဘီလက်မြေစက်ယုံ၉ခုကနေတရက်ကိုတန်ချိန်3800ဘီလက်မြေအိတ်အလုံးကြီး6300ကျော်ထုတ်လုပ်နိုင်ခဲ့ပေမဲ့ငလင်လောက်ကပ်ပြည်ရန်နောက်မှာတော့စက်ယုံ6ယုံကနေတန်ချိန်18000ကျော်သာထုတ်လုပ်နိုင်တော့တာဖြစ်ပါတယ်။ဒီလိုကြဆင်းလာကြောင်းစက်ကောင်စီရဲ့စက်မှုဝင်ကြီးဒေါက်တာချာလီတန်းကဧပြီလ25ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့တဘာဝဘေးရနေရဆိုင်ရာအစည်းအဝေးမှာပြောကြားဧပြီလ26ရက်နေ့ထုတ်စက်ကောင်စီထိန်ချုပ်ကျင်းပထရင်စာမှာဖော်ပြထားတာဖြစ်ပါတယ်။ ဒါမဲ့မေလာလယ်မှာပီလက်မြေတန်ချိန်2000ကျော်ထွက်ရှိနိုင်ရေလှုံ့ဆောင်သွားမှာဖြစ်ပြီးစက်တဘာလမှာတော့တန်ချိန်3200အထိထွက်နိုင်အောင်ထပ်မံတိုးမြှင့်လှုံ့ဆောင်ရေးဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဒေါက်တာချာလီတန်းကပြောပါတယ်။စကောက်စီရဲ့ April 10ရက်နေ့သတင်းဖော်ပြချက်တစ်ခုအရမက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်နေပြည်တော်မှာရှိတဲ့ပီလက်မြေစက်ရုံတရုံနဲ့မန္တလေးတိုင်းအတွင်းမှာရှိတဲ့ပီလက်မြေစက်ရုံ၄ရုံတို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ တစ်ဖက်မှာလည်းပြည်လက်မြေထုတ်လုပ်နိုင်မှုကျဆင်းမှုနဲ့အတူပြည်ရွှမ်းမှာပြည်လက်မြေစင်းလုံးလဲတောင်းတိုးမြင့်တက်ခဲ့ပါတယ်ငလင်မလောက်ခင်ကပြလက်မြေတဲကိုကြက်တောင်းခွဲကျော်ရှိခဲ့ပြီးငလင်လောက်ခတ်ပြတဲ့နောက်မှာတော့ကြက်သုံးတောင်းကနေ၄တောင်းကျော်အထိဈေးတက်လာခဲ့ပါတယ် ငလင်တန်တင်းခဲ့တဲ့မန္တလေးမှာလည်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေလှုပ်ဆောင်ရမယ်ကာလဖြစ်ပေမဲ့ဆောက်လုပ်ရေးပစ္စည်းတွေဈေးနှုန်းမြင့်တက်လာတာကြောင့်ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုတောင်းဦးစားပေးလှုပ်ဆောင်နေတယ်လို့မန္တလေးမြို့မှာရှိတဲ့အင်ဂျင်နီယာတဦးကလည်းပြောပါရယ်မန္တလေးမြို့မှာလက်ရှိဘီလက်မြေတဲအေကိုကျပ်2600ကနေ3000ဝန်းကျင်အထိပေါက်ဈေးရှိနေပါတယ် ငလင်တန်တဲ့ဒေတာတချို့အပါဝင်မြို့ကြီးတချို့မှာကုမ္ပဏီနဲ့တူလောင်ရုံတွေအပါဝင်စားလို့ရပစ္စည်းအယောင်ဆိုင်300ကျော်ကိုဧပြီလ23ရက်နေ့မှာကွင်းစင်းစစ်ဆေးပြီးအမြတ်30ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းနဲ့အထက်ဈေးတင်ရောင်းချထားတဲ့ဆိုင်62ဆိုင်ကို အမှုဖွင့်အရေးယူသွားမှာဖြစ်တယ်လို့စစ်ကောင်စီကဧပြီလ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင် ထားနိုင်ငံမှာနိုင်ငံသားတွေပိုင်ဆိုင်တဲ့မိုဘိုင်းဖုန်းနံပါတ်9သိန်းကိုစစ်ဆေးနေပြီးဒါ2022ခုနှစ်ဇန်နဝါရီ1ရက်နေ့ကစတင်မှတ်ပုံတင်ထားတဲ့နံပါတ်တွေသာအကျုံးဝင်မှာဖြစ်တယ်လို့ထိုင်းသတင်းဌာနဘန်ကောက်ပို့စ်ကသတင်းဖော်ပြပါရယ်။ဗန်တွေကအသုံးပြုသူတွေထံမှအတီးပြုတ်ဖို့အတွက်ဆက်သွယ်မှလည်းဖြစ်ပါရယ်။နိုင်ငံသားတွေကင်ဆောင်တဲ့မိုဘိုင်းဖုန်းနံပါတ်9သိန်းရဲ့အမည်ပေါကိုအနာပိုင်းတွေကစစ်ဆေးမှာဖြစ်ပြီးကျွန်တော်မှာတော့ဒီဖုန်းနဲ့အတွက်မိုဘိုင်းပန်လုပ်ငန်းဝန်ဆောင်မှုတွေကိုရက်ဆိုင်မှာမရက်ဆိုင်မှုဆိုတာကိုဆုံးဖြတ်မှာဖြစ်တယ်လို့ ဒီဂျစ်တယ်စီးပွားရေးနဲ့လူမှုရေးရာဝန်ကြီးဌာနကပြောပါတယ်ဒီစုံစမ်းစစ်ဆေးမဲ့ဖုန်းနံပါတ်တွေကတော့2022ခုနှစ် January 10ရက်နေ့ကစတင်မှတ်ပုံတင်တဲ့ဖုန်းနံပါတ်တွေဖြစ်တယ်လို့ DES ဝန်ကြီး Process Center Round ထုံကပြောပါတယ်နိုင်ငံသားတွေအမည်နဲ့မှတ်ပုံတင်ထားတဲ့ဖုန်း9သိန်းလောက်နဲ့အတူအမည်ပေါင်းမရှိမှတ်ပုံတင်မထားတဲ့ဖုန်း1.8သန်းကိုစစ်ဆေးသွားမှာဖြစ်ပါတယ် ဤပညာဆိုင်ရာရာဇဝတ်မှုတွေကိုဟန်တားနိုင်မှုအတွက်မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုအသုံးပြုသူတွေရဲ့အမည်နဲ့ချိတ်ဆက်ထားတဲ့ဖုန်းနံပါတ်တွေရဲ့မှတ်ပုံတင်အမည်ပေါက်တွေတူညီဖို့လိုအပ်တယ်လို့ဝန်ကြီးဌာနကပြောဆိုပါရယ်ဒီလိုမဟုတ်ပါကမိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကိုရပ်ဆိုင်းသွားမှာဖြစ်ပါရယ်ဒီစီဇန်ကို February 10ရက်ကစတင်အကောင့်ထည့်ဖော်ခဲ့တာဖြစ်ပြီးမိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုအသုံးပြုသူတွေအနေနဲ့2025ခုနှစ်ဧပြီလ30ရက်နေ့မကျော်မီ အမည်ပေါက်ကန့်ညင်မှုရှိရမှာဖြစ်တဲ့စီမံကိုလိုင်းနာကြရမယ်လို့ဆိုပါတယ်။ဒါကိုမလိုင်းနာပါကမမှန်ကန်တဲ့အမှတ်ပုံတင်ထားတဲ့ဖုန်းတွေအတွက်မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကိုဂျွန်လာမှာရဆိုင်သွားမှာဖြစ်ပါတယ်။သက်ဆိုင်ရာဘဏ်တွေကမိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုအတုံးပြုတ်တွေထံအကြောင်းကြားရမှာဖြစ်ပြီးသူတို့ရဲ့မှတ်ပုံတဲ့အချက်လက်တွေကိုဧပြီလ30ရက်နေ့မကျော်လွန်ခင်ပြင်ဆင်မှုတိုက်တွန်းကြရမှာဖြစ်ပါတယ်။ဘဏ်တွေစီကနေတိုက်တွန်းမှုမရရှိသူတွေကတော့မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုကိုပြဿနာတစ်စုံတစ်ရာမရှိဘဲဆက်လက်အတုံးပြုတ်သွားနိုင်မှာဖြစ်ပါတယ်ရှင်။ ဝယူသူမရှိခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သားလမ်းမှာရှိတဲ့ချမ်းမှတ်54ကိုဈေးထက်လျှော့ပြီးတော့ဒီကနေ့ဧပြီလ29ရက်နေ့မှာ၄ချိန်မြောက်အဖြစ်လေးလံတင်ရောင်းချခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ကြောင်းတရားရုံးနဲ့နေဆက်သူတို့ကမျက်စိမှောက်ကိုပြောပါရယ်ချမ်းမှတ်54ရှင်းမှာလုတ်တဲ့၄ချိန်မြောက်လေးလံပွဲမှာတန်ခင်းစီကိုဥအောင်ဆန်းဘက်ကတင်ပြထားတဲ့ရှော့ဈေးကျန်းငွေ290ဘီလီယံနဲ့လေးလံပြစ်ခဲ့ပေမဲ့ဝယူသူမရှိခဲ့တာဖြစ်ပါရယ်လက်ရှိလေးလံပွဲမှာအောင်မြင်တဲ့ကိစ္စကိုတော့မနှက်ပြမှာတော့လေးလံအရာရှိက တရားရုံးမှာအစီရင်ခံစာတင်သွင်းမှုရှိတယ်လို့လည်းတရားရုံးနဲ့နှိဆက်သူကပြောပါတယ်။ဒီကြောင့်ကိုအရင်ကတရားရုံးကသတ်မှတ်ပေးထားတဲ့လေလံကြံကင်းစီပထမအကြိမ်မှာ315ဘီလီယံဒုတိယအကြိမ်မှာတော့300ဘီလီယံနဲ့တတိယအကြိမ်မှာကျပ်298ဘီလီယံတို့နဲ့လေလံပြစ်ခဲ့ရမှာဝယ်ယူသူမရှိခဲ့တာဖြစ်ပါတယ်။ဥပဒေကြောင့်ရချမ်းမတ်54ကိုလေလံမအောင်မချင်းကျန်းခင်းစေးပြင်ဆင်တတ်မှတ်ကအကြိမ်ကြိမ်လေးလိုင်းပြည်နိုင်ကြောင်းဥပဒေကျွမ်းကျင်သူတွေကမျိုးစိမကိုပြောဆိုထားပါတယ် ဒေါခင်ကြီးအမည်ပေါက်ချမ်းမ54ကနေကနေပါကျဲဝန်ပြီး2016ခုနှစ်မှာရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံကဒီချမ်းမရှိတဲ့နှစ်ထပ်တိုက်နယ်မြေတရွက်ကိုဒေါအောင်ဆန်းစုကြည်ပါက၎င်းတစ်ထပ်တိုက်နယ်မြေတရွက်ကိုတော့ဦးအောင်ဆန်းဘက်က၎င်းခွဲဝေယူဖို့အတွက်အမိန့်ချခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဦးအောင်ဆန်းကခြံတစ်ခုလုံးကိုလေးလံပစ်ပြီးရရှိတဲ့တံမိုကိုတယောက်တစ်ဝက်ခွဲဝေယူဖို့အတွက်အယူခံအစင်းစင်တက်ခဲ့ရမှာအာနာသိန်းကာလ2022ခုနှစ်မှာတော့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဦးအောင်ဆန်းကိုအနိုင်ပေးလိုက်တာဖြစ်ပါတယ်။ ဒီချက်မှ54ကိုလေလံတင်ရောင်းချဖို့ဆောင်ရွက်မှုအပေါ်မှာဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကလည်းကန့်ကွက်တာတွေလှုံ့ဆော်ခဲ့ကြပါရဲ့ရှင်နောက်ဆုံးရပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြည့်ရှုကြမှာပါရွှေပြောင်းတွေကိုနှင်းနှင်းရမှာကုလုံခွင့်ပေးနေတဲ့မျိုးတွေကိုထရမ့်ကပြစ်မှတ်ထားလာတဲ့သတင်းကိုမြစည်းမဝိုင်တော်သူဂျူချန်ကတင်ဆက်ပေးသွားမှာပါရှင်လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကိုအာခံနေတဲ့ကုလုံခွင့်ပေးနေတဲ့မျိုးတွေကိုနှိမ့်နှင်းနိုင်ဖို့ တမရအမိတ်တရက်ကိုဒေါ်နယ်ထရမ့်ကတနင်္လာနေ့ကလက်မှတ်ရှိထိုးလိုက်ပါတယ်တူရာတို့ပြန်လည်ရယူတာပထမရက်တရားပြစ်ခတ်နေ့အချိန်မှာအခုလိုလက်မှတ်ရေးထိုးလိုက်တာပါမက္ကဆီကိုနိုင်ငံနယ်ဇက်ကတရားမဝင်ခိုးဝင်တွေကိုနှိမ်နှင်းမယ်လို့သူ့ရွေးကောက်ပွဲကာလမဲဆွယ်ခဲ့တာတွေကိုဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ Republican သမ္မတကြီးကပြောနေပါတယ်ဒီလိုခိုးဝင်မှုတွေဟာသူ့အရင် Democratic သမ္မတကြီး Joe Biden လက်ထက်ကစံချိန်တင်များပြားလာခဲ့တာဖြစ်ပါတယ် ဒီမိတ်ကဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကိုအကောင့်ထဲပေါ်ရမှာနှောက်ရှက်ဟန်တာတဲ့ပြည်နယ်တွေနဲ့ဒေသခံအာဏာပိုင်တွေရဲ့စည်ရင်းကိုရပ်ပေါင်း30အတွင်ထုတ်ဝေဖြန့်ချိဖို့အရာရှိတွေကိုညွှန်ကြားထားပါတယ်။ဒီစည်ရင်းထဲပါတဲ့သူတွေဟာတချို့သောအစိုးရရန်ပုံငွေတွေကိုရရှိတော့မှာမဟုတ်ပါဘူး။အင်ဘီရိုကိုပြန်ရောက်လာကြတဲ့ကသူရရှိခဲ့တဲ့အောင်မြင်မှုတွေကိုထရမ့်ကဒီအပတ်ထက်မှထုတ်ဖော်ပြောကြားအောင်ပွဲခံမှာဖြစ်ပါတယ်။စီးပွားရေးနိုင်ငံခြားရေးအစိုးရစွမ်းဆောင်ရည်ရှိမှုနဲ့ ခိုးဝင်ကိစ္စတွေမှာအောင်မြင်မှုတွေရနေတယ်လို့သူကပြောနေပါတယ်။ဒါပေမဲ့သူ့အပေါ်လူကြိုက်များမှုကဇန်နဝါရီလကလေးကကျဆင်းနေကြတာပါ။ Washington Post ABC ကကောက်ယူခဲ့တဲ့လူတို့သဘောထားစစ်တမ်းအရာ American နိုင်ငံသား40ရာခိုင်နှုန်းကျော်ကသူ့ကိုပြင်းပြင်းထန်ထန်မထောက်ခံဘူးလို့ဆိုပါတယ်။ Trump ရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Caroline Leavitt ကတော့မက္ကဆီကိုနယ်စပ်ကဝင်လာတဲ့အထောက်ထားမဲ့ရွှေ့ပြောင်းဝင်ရောက်လာတဲ့သူတွေကိုတွေ့ရှိမှုဟာ 65ရာခိုင်နှုန်းကျဆင်းသွားတယ်လို့တနင်္လာနေ့ကပြောပါတယ်။ဘိုင်ဒန်ရှိနေစဉ်ကာလ2024မတ်လကနေ12လအတွင်းတသိန်း4000ကနေ9000အထိကျသွားခဲ့တယ်လို့ဆိုပါတယ်။တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်ရင်ဒေါ်နယ်ထရမ့်ကမတိန်ကောင်တွေလူသက်သမားတွေလို့ဆွဆွဲပြောကြားခဲ့တဲ့သူတွေကိုနှိမ်နှင်းသွားမယ်ဆိုတဲ့ရွေးကောက်ပွဲမဲဆွယ်ကာလစကကြီးစကကြဲတွေဟာ American Mass Sanation တွေကြားကြက်ရိုက်ခဲ့ပါတယ်ရှင်။ BRICS ထိပ်သီးအစည်းအဝေးရဲ့တန်တမန်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးတောင်းဆိုတဲ့အကြောင်းကိုမျိုးစိမဝိုင်းတော်သားကိုဆိုင်ခန့်ကဆက်လက်တင်ဆက်ပေးသွားမှာပါရှင်။ရုရှားနဲ့တရုတ်အပါအဝင်အဖွဲ့ဝင်နိုင်ငံ17နိုင်ငံ ပါဝင်တဲ့ BRICS အုပ်စုမှာအလဲကျဥက္ကဋ္ဌလုပ်နေတဲ့ဘရာဇီးနိုင်ငံကပုံမူနီးကပ်စွာပူးပေါင်းဆောင်ရွက်ကြဖို့ဒိန်းလာနေကတောင်းဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်ကုန်သွယ်ရေးစစ်ပွဲတွေနဲ့ယူကရိန်းပြည်ပခတွေဖြစ်ပွားနေချိန်မှာအခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။ယူကရိန်းနဲ့၃ရက်ကြာအပြစ်ရထားဖို့ရုရှားသမ္မတဗလာဒီမာပူတင်ကအမိန့်ပေးထားချိန်မှာဒီရုပ်စုမှာပါဝင်တဲ့နိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးတွေရီယိုဒီဂျနေရိုမြို့မှာတွေ့ဆုံစည်းဝေးနေကြပါတယ်။ ယူကရိန်းတမရဗိုလိုဒီမာဇယ်လန်စကီးကတော့ဒါဟာအမျက်ထုတ်ချဲလေဖို့နောက်တစ်ချိန်ကြိုးပမ်းမှုပဲလို့ဒီလောက်ရက်ကိုဖော်ပြပြောဆိုပါတယ်ထိတ်တိုက်တွေးမှုအစားတန်တမန်ရေးနဲ့လောက်ကင်ဖို့တစ်ဖက်သက်ဆောင်ရွက်မှုအစားပူးပေါင်းဆောင်ရွက်ကြဖို့ကျွန်တော်တို့တင်ပြတိုက်တွန်းပါတယ်လို့ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးမော်ရိုဗီအေရာကဘရစ်တန်တမန်တွေကိုရီယိုမြို့မှာပြောကြားသွားခဲ့ပါတယ်ယူကရိန်းနိုင်ငံကပြည်ပခါဟာပြင်းထန်တဲ့လူသားချင်းစာနာမှုဆိုင်ရာထိခိုက်မှုကိုဆက်လက်ဖြစ်ပေါ်နေစေပါတယ် ဒါဟာတန်တမန်ရေးဖြည့်ရှင်မှုအရေးတကြီးလိုအပ်နေတယ်ဆိုတော့ကိုမိမောင်းထိုးပြနေပါတယ်လို့သူကစက်ပြောသွားပါတယ်။အီဂျစ်၊အီသီယိုးပီးယား၊အိန္ဒိယ၊အင်ဒိုနီးရှား၊အီရန်၊ဆော်ရီအာရေဗျာ၊တောင်အာဖရိကနဲ့အာရဗ်စော်ဝါများပြည်တော်စုတို့ပါဝင်တဲ့ဒီအုပ်စုရဲ့ဝင်ကြီးတွေဟာဇူလိုင်6ရက်နဲ့9ရက်နေ့မှာကျင်းပမဲ့ခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးအတွက်အစီအစဉ်တွေကိုချောတက်ဖို့တွေ့ဆုံနေကြတာဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်သုံးစီဈေးနဲ့အဆောင်စီဈေးတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါတွေကိုတော့မြစီမဝန်တော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားပါရရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ2100ကျပ်ပြင်ပပေါင်စီ4420ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စေ1598.6ကျပ် ပြင်ပပေါင်စီ3386ကျပ်။ဥရောပတရူရိုကိုစစ်ကောင်စီတတ်မှတ်စီ2383.29ကျပ်။ပြင်ပပေါင်စီ9041ကျပ်။ထိုင်းပတ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စီ62.42ကျပ်။ပြင်ပပေါင်စီ132.86ကျပ်။မလေးရှားတမင်ကြီးကိုစက်ကောင်စီတတ်မှတ်စဉ်481.34ကျပ်ပြင်ပပေါင်စဉ်1028ကျပ် ပေါင်းစည်းရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တယ်သင်းသတ်မှတ်စေ56သိန်း6000ကျပ်ပြင်ပပေါင်စေ84သိန်း9000ကျ15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ53သိန်း6250ကျပြင်ပပေါင်စေ80သိန်း3000ကျ ပေါင်စည်းရှိပါတယ်။ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်လီတာကို2435ကျပ်၊ပရီမီယံဒီဇယ်လီတာကို3010ကျပ်၊အော်ဒိတ်92လီတာကို2805ကျပ်၊အော်ဒိတ်95လီတာကို2865ကျပ် ပေါ့စည်းရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6935ကျပ်၊ပြင်ပပေါ့စည်း9000ကျပ်ပေါ့စည်းရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။တမစီမပရိုင်တိုင်းမစီမသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးတင်ပါတယ်။တမစီမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေသည့်ည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေရှင်။